မိတ်ဆွေများစွာမင်္ဂလာပါမိတ်ဆွေများအတွက်အမြဲတမ်းအကျိုးရှိရာကောင်းတို့ရာအများကိုရွေးချယ်တင်ဆက်တင်ရှိတဲ့ကျွန်တော်တို့ရဲ့ပရိသတ်ဘောချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေမိတ်ဆွေခုနှစ်သားသမီးတွေအားလုံးကိုယ်ကြီးကျန်းမာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေအလောအကန်စည်းဝါးများလည်းအဆစာရရအစဉ်ပြေတိုးတက်အောင်မြင်နိုင်ကြပါစေအထူးအဖြင့်ဘေးဥပ္ပံအန္တရာယ်မျိုးမျိုးအနောက်ရှယ်မျိုးမျိုးအတိုက်အခံမျိုးမျိုးပြိုင်ဆိုင်မှုအမျိုးမျိုးဖန်းစီချုံနော်မှုအမျိုးမျိုးတို့မှာကင်းလွတ်နိုင်ကြပါစေ မေလမှာငွေရတဲ့စီးပွားရေးတနတ်ရှင်များဖြစ်ကြပါစေလို့ရှိဦးစွာတွန်းလုံးမြတ်တာပို့တာပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ပရိသတ်ဘောချန်နယ်ကမိတ်ဆွေများတွေတင်ဆက်ပေးမှာကတော့2025ခုနှစ်မေလဘောရဟုသာသမီများတဲ့တလတာဟောစရန်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟောစရန်ကတော့မန်လေးရွှေမြို့တော်မှာဟောစရန်အရာမှာအယံမှန်တယ်လို့အပြောကြနေတဲ့ဆရာကြီးဦးမင်းသူရရဲ့တလတာဟောစရန်နဲ့ကဟောပြောချက်တွေပဲဖြစ်ပါတယ်ခင်ဗျာဒီဟောစရန်နဲ့မှာမိတ်ဆွေ900သာသမီများ70မိငင်းရန်ရွေကျက်နဲ့ဆရာကြီးက ဟောစရန်ကိုအစီအစဉ်17မျိုးဖြင့်ဟောကြားပေးထားတာဖြစ်ပါတယ်။ဒီဟောစရန်ထဲမှာမိတ်ဆွေဗိုလ်ရူရာဟုသားသမီးများအတွက်ကန်စာတန်အနှစ်ချုပ်စီးပွားရေးလူမှုရေးပညာရေးအခြေရေးအိမ်တော်ရေးကျန်းမာရေးအသက်ပိုင်းခြားဟောကိန်းအထူးဟောကိန်းဆောင်ရွက်ရန်ကိစ္စအကျိုးပေးဟောကိန်းနှင့်ရရရအစီအစဉ်ဒီအကြောင်းအရာမျိုးစုံပါဝင်ပါတယ်ခင်ဗျာ။မိတ်ဆွေဗိုလ်ရူရာဟုသားသမီးများဟာဒီမေလမှာ မမြင်ဘူးမမှတ်ဘူးတဲ့အိမ်မက်တွေအိမ်မက်ထုစန်းတွေမက်ပါလိမ့်မယ်အိမ်မက်ထဲမှာယဟန်သာမဏေများဖူးတွေ့ခွင့်ရပါလိမ့်မယ်ကိုယ့်အိမ်မက်အတိုင်းမဲ့ရဝဲရနေပြီးတော့မိမိနေရင်တို့ယဟန်သာမဏေများကြွလာလေရင်အလိုဒါနတခုခုပြုပြအောင်ပြုလိုက်ပါနောက်ပြီးတော့ထီထိုးပါခင်ဗျာဘယ်သူ့ဟိုမှာအာမကိုပဲနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပြန်တာစီးပွားရေးလုပ်ငန်းများကိုရဲရဲတင်းတင်းလှုပ်ဆောင်ဖို့လိုအပ်ပါတယ်အခက်အခဲတွေရှိလာရင်တေချာရင်ဆိုင်ဖြည့်ရှင်းလိုက်ပါစေကုသည့်အကြံအသင်းများပေါ်ပေါက်လာပါလိမ့်မယ်အလှူတန်းကိစ္စများလည်းပြုလို့ရခင်ကြုံပါလိမ့်မယ်ခင်ဗျာ ဗောဓုနာနဲ့ပတ်သက်ပြီးတော့အကျိုးခံစားခွင့်တွေရပါလိမ့်မယ်။ရွှေ၊လေယာဝန္တာတွေ၊လှဲ၊လူဝန္တာတွေကြုံပါလိမ့်မယ်ခင်ဗျာ။စီးပွားရေးလုပ်ငန်းတွေများနေရာပြောင်းလဲများလုပ်ကင်နဲ့ဆန္ဒရှိတဲ့လျောက်ဆောင်ရွက်လုပ်ကင်ရဖို့အခွင့်အရေးများရပါလိမ့်မယ်။မိမိလုပ်ကင်နဲ့လုပ်ငန်းများမှာမိမိရဲ့ဩဇာအာဏာလွှမ်းမိုးအောင်လှုပ်ဆောင်ဖို့တော့အထူးလိုအပ်ပါတယ်ခင်ဗျာ။အတွေ့အကြုံတွေများနဲ့စေကူကောင်းတွေများစွာပေါ်ပေါက်လာပါလိမ့်မယ်။ မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိရည်မှန်းထားတဲ့လုပ်ငန်းများကိုရှာဖွေလုပ်ကင်ဖို့လိုအပ်ပါတယ်လုပ်ကင်လည်းလုပ်ကင်ရပါလိမ့်မယ်ခင်ဗျာဝန်ထမ်းတွေအတွက်တော့ယာတို့တို့လစာတို့ဓာတွေရှိလာပါလိမ့်မယ်ဆရာသမားများအကူအညီမစားပါလိမ့်မယ်ဆက်ပစ္စည်းရောင်းဝယ်တဲ့လုပ်ငန်းတွေကြောင်းမြေရဏရောင်းဝယ်လုပ်ငန်းတွေနောက်ပြီးတော့ဝတ်စားလုပ်ငန်းတွေနောက်ပြီးတော့စတင်တူဖို့တဲ့လုပ်ငန်းများတရိစ္ဆာန်ရောင်းဝယ်လုပ်ငန်းတွေမော်တော်ယာဉ်ရေချလုပ်ငန်းတွေအွန်လိုင်းရောင်းဝယ်လုပ်ငန်းများကနေပြီးတော့မိတ်ဆွေဘို့လူရောက်သားသမီးများတို့အကျိုးရလဒ်များရလာပါလိမ့်မယ်ခင်ဗျာ။ ။အပြင်တော့ရတနာပစ္စည်းအယောင်းဝယ်နဲ့အဝတ်ထည်လုပ်ငန်းတွေအဝတ်ထည်အယောင်းဝယ်တွေအိမ်ဆောက်ပစ္စည်းနဲ့ဖုန်းပစ္စည်းအယောင်းဝယ်လုပ်ငန်းများကလည်းပဲမိတ်ဆွေဘုရုရာဟုသားသမီးများအကျိုးပေးပါရခင်ဗျာ။စနေနံဖြစ်တဲ့ ठी ဒါထင်းဆက်ရတဲ့ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်လုပ်မယ်ဆိုလို့ရှိရင်လည်းပဲမေလာအခါကောင်းဖြစ်ပါရခင်ဗျာ။အမျက်တွေရပါလိမ့်မယ်။ကုန်ပစ္စည်းများယင်းဒီမြုံနှံထားတဲ့ပုံကိုယ်တွေအကျိုးအမြတ်များပုံမူရခြင်းခံစားရခြင်းကြုံပါလိမ့်မယ်ခင်ဗျာလူမျိုးကွဲလူမျိုးချမ်းများနဲ့ ဆက်ဆန္ဒကအကျိုးပေးခြင်းကိုအထူးခံစားရပါလိမ့်မယ်ခင်ဗျာ။ရောင်းဝယ်ပေါက်ကားသူများလုပ်ငန်းခွင်မှရန်တွေ့ခြင်းအရောင်းဝယ်မှာပြဿနာအကြီးအကျယ်ဖြစ်ခြင်းဥပဒေနဲ့ညှိစွန်းတဲ့ပစ္စည်းတွေရရှိခြင်းချောတွန်းခံရခြင်းများဖြစ်ပေါ်လာတတ်ပါတယ်သတိထားပါခင်ဗျာ။အစိုးရဌာနတွေမှာလူမျိုးကွဲတွေကူညီမစားပါလိမ့်မယ်။တနင်းကန်တွေတနင်းလာသာသမီများနဲ့စက်တူရှယ်ယာလုပ်ငန်းများ မလောက်ကင်တင်မှာမို့ခင်ဗျာအဲ့ဒီပုံကိုယ်လေးနဲ့ခရီးသွားတဲ့နေရာမှာလည်းအတူမသွားကောင်းပါမို့ခင်ဗျာလုပ်ငန်းခွင်မှာဆက်ဆံရတယ်ဆိုလို့ရှိရင်လည်းပဲသတိထားကြယူဆိုင်ပါခင်ဗျာလူမှုရေးမေလမှာမိတ်ဆွေဗိုလ်တို့ရာဟုသားသမီးများလူမှုရေးနဲ့ပတ်သက်ပြီးတော့ပြောရရင်တော့အကောင်းဆုံးတွင်တွေ့နေပါတယ်အခဲခဲမြင်များရှိစေကမူဆောင်ရွက်စရာကိစ္စရာများကိုကိုယ်ကရှေ့တိုးပြီးတော့ဆောင်ရွက်ဖို့လိုအပ်ပါတယ်ခင်ဗျာပျော်ပျော်ပါပါဖျားဘူးသွားရပါလိမ့်မယ်လူချစ်လူခင်ပေါများနေတဲ့အချိန်ကာလဖြစ်ပါလိမ့်မယ်ဆရာကောင်းသမားကောင်းများနဲ့ကြုံပြီးတော့ ၎င်းပုဂ္ဂိုလ်တွေရဲ့ဌာမပညာများသင်ကြားရခွင့်ကြုံပါလိမ့်မယ်။လူအများရဲ့ချီးမွမ်းခြင်းကိုလည်းခံရပါလိမ့်မယ်ခင်ဗျာ။မိမိချင်းငါထားတဲ့အကျွေးတွေလည်းပဲပြန်ရပါလိမ့်မယ်။နေရာဌာနပြောင်းလဲလုပ်ကံရခြင်းများပေါ်ပေါက်လာတတ်ပါတယ်။ဖြစ်လာရင်ကောင်းသောပြောင်းလဲခြင်းတွေလို့မှတ်ယူပါခင်ဗျာ။တောက်ကြ၊ကြာသာပရိသတ်သမီးတွေနဲ့တွဲဖက်တဲ့လုပ်ငန်းများအကျိုးပေးပါလိမ့်မယ်။နေအင်းကိုမြောက်ဖက်ရကနေပြီးတော့လူဝင်လူရက်ရှိလာရင်သတိပြုပါခင်ဗျာ။အထူးအနေနဲ့ပြောရရင်ဂရိမတီတဲ့သူတွေကြောင့် ျက်နာပြက်စရာစိတ်နှောက်ရစရာကြုံရတတ်ပါတယ်နိုင်ငံရချခရီးသွားလိုသူများမိမိရဲ့စိတ်ကူးတွေအကောင့်ထဲပေါ်ပါလိမ့်မယ်ခင်ဗျာပညာရေးမိတ်ဆွေဘုရုရာဥသာသမီးများမေလမှာပညာရေးနဲ့ပတ်သက်ပြီးတော့ဘာသာစကားသင်တန်းတွေတက်ရောက်ရပါလိမ့်မယ်အစင့်မြန်စာမွေးဝဲတွေနောက်ပြီးတော့တဆင့်စင်ပွားသင်တန်းတွေတက်ရောက်ခြင်းကြုံပါလိမ့်မယ်ပြပပညာသင်ကြားရေးကိစ္စရပ်များစီစဉ်သွားရောက်ခြင်းကြုံပါလိမ့်မယ်ခင်ဗျာဝန်ထမ်းလာစာရောအလုပ်ကိုင်းပါအကျိုးပေးပါလိမ့်မယ် ပညာရဲ့နဲ့ပတ်သက်ပြီးတော့ကောင်းမွန်နေတဲ့ချိန်ကာလဖြစ်ပါတယ်ပညာရဲ့အကျိုးခံစားခွင့်ရနိုင်နေမဲ့လာဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်ပြီးတော့အကြီးအကဲများပညာရေးဝန်ထမ်းများလစာတိုးခြင်းနဲ့အပြောင်းအရွှေ့များပေါ်ပေါက်လာပါလိမ့်မယ်အလုပ်ပြောင်းနေရာပြောင်းအောင်ကြုံပါလိမ့်မယ်ခင်ဗျာကြုံတွေ့လာရင်ကောင်းသောပြောင်းလဲခြင်းများလို့မှတ်ယူရပါလိမ့်မယ်အခြေရေးအိမ်တော်ရေးအခြေရေးအိမ်တော်ရေးမှာတော့ပြည်ရွယ်သူများအနေနဲ့အဆိုးအကောင်းတွင်တွဲနေတဲ့အချိန်ကာလဖြစ်ပါတယ်အခြေရေးကိုအဆိုးအကောင်းနဲ့အတူဖြတ်တန်းနေရပါလိမ့်မယ် ခြေနှကြောင်းဝင်ကင်းကြုံပါလိမ့်မယ်အခြေရေးခြေရာမှာမိမိရည်ရထားတဲ့သူချစ်သူကိုခြေရေးဆိုတာအောင်မြင်ပြီးတော့မင်္ဂလာကိစ္စများဖြစ်ထွန်းပေါ်ပေါက်လာပါလိမ့်မယ်ချစ်သူဟောင်းရှိတဲ့သူများပြန်လည်ဆုံတွေ့ရ၍အိမ်တော်ပြုရတတ်ပါれအဆက်ဟောင်းများနဲ့ပြန်လည်ဆုံတွေ့ရခြင်းအဲကိုယ့်ရဲ့ချစ်သူအဆက်ဟောင်းထာမအမှတ်တရလက်ဆောင်ပစ္စည်းတခုခုကြီးကြီးမားမားရပါလိမ့်မယ်ချစ်သူအပေါ်မှာကိုကအခြေကြီးတန်ရောစင်စိတ်တွေကြီးမားနေပါလိမ့်မယ်ချစ်လိုက်မုန်းလိုက်နဲ့ နားလဲရအလွန်ခက်နေတဲ့အချိန်ကာလဖြစ်ပါတယ်ချစ်သူထမ်းမှမိမိလိုချင်တဲ့ပစ္စည်းတစ်ခုကိုမရမကသူများထက်တအောင်ယူခြင်းစိတ်အနံ့ယူခြင်းစိတ်များကိုကဥအောင်လိုချင်တတ်မဲ့ခြင်းစိတ်များဖြစ်ပေါ်နေပါလိမ့်မယ်အခြေရေးမှာအရန်အလေးအထားပြီးတော့အရန်ချစ်တတ်တဲ့လူတစ်ယောက်ဖြစ်နေပါလိမ့်မယ်ဒီလူတစ်ယောက်ကိုပဲချစ်နေပြီးတော့ဒါပေမဲ့ကိုကဘလောက်ပဲချစ်ချစ်အလေးညာခံရတတ်ပါတယ်အလွမ်းနာကြတတ်ပြီးတော့အတိတ်ကိုသတိရလွမ်းဆွနေတတ်တယ်လို့မျိုး လွယ်လွယ်နဲ့မေ့ပျော့လို့မရတတ်တဲ့အခြေအနေမျိုး အတွေ့များပြီးတော့ကြုံတွေ့ခံစားနေရပါလိမ့်မယ်။အင်းတော်ရှင်များအတွက်တော့ငယ်ပေါင်းငယ်ဟောင်းများကျောင်းနေပန်းများနဲ့ဝေးကွာနေတာတွေပြန်လဲစုံစည်းရခြင်းကြုံပါလိမ့်မယ်။အင်းတော်ရှင်များပျော်ရွှင်မှုများဖြင့်သာယာတဲ့အင်းတော်ကြီးတစ်ခုဖြစ်နေပါလိမ့်မယ်။အင်းတော်ကြီးမှာသာယာမှုအပြည့်အဝရှိနေပါတယ်။ရဝေးခရီးမှာမိမိထံကောင်းသောသတင်းများကြားရပါလိမ့်မယ်။ငွေကြေးများမမျောလင့်ပဲဝန်လာတတ်ပါတယ်။ထီပေါကင်းကြုံပါလိမ့်မယ်ခင်ဗျာ။ထီ ဖနက်နာယီအထဲလက်ဆောင်ပစ္စည်းရတတ်ပါတယ်မိမိရဲ့မိသားစုအိမ်တွင်းရေးမှာပီတိဖြစ်စရာ မင်္ဂလာအလှူဒါနကုသိုလ်ကောင်းမှုများပြုလုပ်ရပါလိမ့်မယ်အထူးတတိထားရမှာတော့မိမိရဲ့နေအိမ်ဒီမှာအိမ်တောင်တဲ့အိမ်တောင်ပြည့်များရှိနေလေရင်အဲ့ဒီအိမ်တောင်တဲ့အိမ်တောင်ပြည့်ကနဘူးပြောင်သူမျက်လုံးဆွေ နှကန်းမဲ့ပြီးတော့မေးအောင်မှမှဲ့ရှိနေတဲ့ပုံကူများဆိုလို့ရှိရင်အထူးတတိထားပြီးတော့ဆက်ဆံပါခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့၄နာ ရင်ဘတ်နာခြင်း၊ဘိုက်နာခြင်းအစာမကြေယောဂါများဖြစ်တတ်ပါတယ်။အစာအသောက်စင်ကျင်နေထိုင်သင့်ပါတယ်။အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်များကျန်းမာရေးကိုထူးကူးဆရပါလိမ့်မယ်။အနာယောဂါထူပြီးတော့အနာဟောင်းများပေါ်ပေါက်လာတတ်ပါတယ်။ခွဲစိတ်ကုသမှုတွေကျုံရတတ်ပါတယ်။အထူးအားဖြင့်အနေနဲ့အသက်၄လ၄နှစ်မှ၈နှစ်၄လကြာဒီအသက်အရွယ်ပိုင်းကျန်းမာရောက်နေတဲ့ကလေးသူငယ်များဟာကျမ်းမာရေးအထူးညံ့ပါတယ်။နောက်ပြီးတော့အသက်40ကနေပြီးတော့42နှစ်ကြာပုဂ္ဂိုလ်တွေလည်းပဲ ကြံ့မာရေးညံ့ပါတယ်ခမအစားစားမှချင်းတခြားတယောက်စီကနေပြီးတော့ယောဂကုသခြင်းများဖြစ်ပေါ်လာတတ်ပါတယ်ကလေးသူငယ်များအထုကြိုးဆိုင်ပါခမခရီးသွားနေရာပြောင်းရွှေ့တာနဲ့ရာသီဥတုဓာတ်ကြောင့်ဖျားနာခြင်းများကြုံပါလိမ့်မယ်ရေကြောင့်အရေပြားယောဂဖြစ်တတ်ပါတယ်ရေဘူးမီးဘူးစီးဘူးအစားအသောက်များအထုဆင်ကျင်ကြိုးဆိုင်နေထိုင်သင့်ပါတယ်ခမအသက်ပိုင်းခြားဟောကိန်းဘုရုရာဟုသာသမီများဟာဒီမေလမှာအသက်ပိုင်းခြားအနေနဲ့လေကနန်းသမားတွေလေကနန်းသမားဆိုတာအသက်73နှစ် 22နှစ်32နှစ်အသက်40 49နှစ်58နှစ်68နှစ်အစရှိတဲ့ဒီလေကနန်းအသက်ပိုင်းခြားပုဂ္ဂိုလ်တွေဟာကံစားတာညံ့နေပါတယ်ခင်ဗျာ။တာမန်လူငယ်လူရွယ်များနေ့စဉ်လုပ်နေကြကုသိုလ်အလုပ်တွေကို မပြင်းမရီပဲလုပ်ဖို့လိုအပ်ပါတယ်။အလုပ်ကိစ္စတွေမှာပင်ပင်ပန်းပန်းလုပ်တဲ့လောက်အကျိုးအမြတ်နေနေတတ်ပါတယ်။ရှေ့ရှားနောက်ကထွက် လိုင်းပေါင်နဲ့ဖားကောက်ဆိုလိုမျိုးဖြစ်နေတတ်ပါတယ်။အလုတ်ထဲမှာပြဿနာပေါ်လာတတ်ပါတယ်။ရံဖြစ်ရတတ်ပါတယ်ခင်ဗျာ။အဆွေဆွေပြောဆိုတွေခံရတတ်ပါတယ်။သွေးထွက်တန်ယိုဖြစ်တတ်ပါတယ်ခင်ဗျာ။ပညာရေးမှာတော့တခြားလူမှုရေးကိစ္စရများဝင်ရောက်လာပြီးတော့နှောင့်နှေးမှုတွေဖြစ်တတ်ပါတယ်။သာသမီတွေစိတ်ပူပန်နေရတဲ့အချိန်ကာလဖြစ်ပါတယ်။စီးပွားရေးရောပညာရေးလောကမှာပါမိမိကံကောင်းလာခြင်းမိမိဆရာသမားများကမိမိအားကိုးလာခြင်းနမ်းမီရလာမယ့်အခါကံတရားက မိမိကမရဘဲတပါးသူထံနမ်းမိရသွားတတ်တာမျိုးကြုံတတ်ပါတယ်။ယာရုဒုမနာလိုတားစီအတိုက်ခတ်အနောက်ရှင်များကြုံရတတ်ပါတယ်ခမညာ။အထက်အကြီးအကဲများနဲ့အကြီးအကျယ်စကားများကတော့ကစားဖြစ်တတ်ပါတယ်။အိုချိုသူအကြီးအကဲ မိခင်ဖခင်၎င်းတို့လည်းအတိုက်အခံဖြစ်တတ်ပါတယ်ခင်ဗျာခြေသူနှုတ်ကြားမှာဆိတ်ရှုပ်ထွေးစရာများကြုံလာတတ်ပါတယ်အခြေရင်မှာမိတ်ဆွေပေါင်းသင်းများအထင်လွဲတာခံရတတ်ပါတယ်ဆရာသမားများကြောင့်စိတ်ညစ်ရတတ်ပါတယ်မိဘအတိုင်းဝိုင်းကသဘောမတူတဲ့ပုံကိုယ်နဲ့အိမ်တော်ကြတတ်ပါတယ်အိမ်တော်ပြုရန်ကိစ္စမှာအထင်ကိုအနောက်ရက်တွေများနေတတ်ပါတယ်အပြိုလူပြိုများမလွတ်လပ်သူများနဲ့ညှိစွန့်တတ်ပါတယ်အထူးသတိထားရန်ဖြစ်ပါတယ်ခင်ဗျာအဖေတို့မို့အကိုကြီးတို့စိတ်ညစ်ရတတ်ပါတယ်အစင်မပြေဖြစ်နေတဲ့အချိန်ကာလဖြစ်ပါတယ်အိမ်တော်ရှင်များ ရံပါရံကစကားညှင်းဆိုမှုများပတ်ဝန်းကျင်ကြောင့်ပေါ်ပေါက်လာတတ်ပါတယ်စိတ်နှောက်ယှက်ဖြစ်စရာတွေမုံတိုင်းတစ်ခုရုပ်တရက်ဖြတ်ခနဲ့ဝင်ရောက်လာသလိုမျိုးကိုမိသားစုမှာတိုက်ခဲခြင်းခံစားရတတ်ပါတယ်နှစ်ဦးနှစ်ဖက်နားလည်မှုဖြင့်ဘဝကိုရှေ့ခရီးဆက်ဖို့အထူးလိုအပ်ပါတယ်ဒါမှသာလျှင်မိမိတို့ရဲ့အိမ်တော်ရဲ့အခြေအရာအဆင်ပြေဖြောင်းပြုပါလိမ့်မယ်ခင်ဗျာအထူးဟောကင်းဘောရူရာဟုသားသမီးများအတွက်ဒီမေလမှာအထူးဟောကင်းအနေနဲ့တခုတတိထားရမှာကတော့ငွေလိန်ခံရတတ်ပါတယ် ယုံကြည်အောင်ပြောဆိုပြီးတစ်ဖက်ကလိန်သွားတာမျိုးရှိတတ်ပါတယ်။တတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။သာသမီများအတွက်စိတ်အပူတော့ကများဝင်ရောက်လာတတ်ပါတယ်။စာချုပ်စာတမ်းများကြောက်မြက်ရတနာရွှေတယ်ငွေတယ်အဖို့တန်ပစ္စည်းများကြပြောက်တတ်ပါတယ်ခင်ဗျာ။ဘုရုသာသမီတွေဟာအသက်29နှစ်30နှစ်33နှစ်35နှစ်38နှစ်39နှစ်40နှစ်43နှစ်45နှစ်အရွယ်ရောက်နေမယ်ဆိုလို့ရှိရင်တော့အလူကြီးတန်းချင်းများပြုတ်လို့ရပါလိမ့်မယ်။ကြောင်ကြီးကံကြီးတစောင်းကြီးများ ဆော့လို့လူတန်းရခင် ကြုံပါလိမ့်မယ်ခင်ဗျာနောက်ထပ်အထူးဟောကင်းနေနဲ့ပြောရရင်2025ခုနှစ်မေလ3ရက်နေ့ည9:53မိနစ်အချိန်ခီးသွားလာခြင်းရှောင်ရှားတက်ပါတယ်ခင်ဗျာ2025ခုနှစ်မေလ18ရက်နေ့နန်းနဲ့9:18မိနစ်မတိုင်မီအချိန်ခီးသွားမယ်ဆိုလို့ရှင်တော့လွန်ကောင်းပါတယ်နန်းနဲ့9:18မိနစ်နောက်ပိုင်းမှာတော့ခီးသွားရှောင်ရပါလိမ့်မယ်ခင်ဗျာ2025ခုနှစ်မေလ24ရက်နေ့တနေ့လုံး ခရီးသွားလာဖို့အလွန်ကောင်းပါတယ်ခင်ဗျာ2025ခုနှစ်မေလ31ရက်နေ့နန်းနဲ့9နာရီ22မိနစ်အချိန်ခရီးသွားလာခြင်း အထူးရှောင်ပါခင်ဗျာမဖြစ်မနေခရီးသွားရမယ့်ကိစ္စတွေကျုံးလာရင်တော့ခရီးသွားတဲ့နေရာမှာအန်ဒီယကင်းဂါထာကိုခုနှစ်ခေါက်အဋိဌံရွတ်ဆိုပြီးမှခရီးသွားလာပါခင်ဗျာမိမိသွားလို့တဲ့ခရီးအောင်မြင်ရန်အတွက်အန်ဒီယကင်းဂါထာ ရွတ်ရမှာကတော့ကတာမေတ္တကကတံမေပရိဒံပဋိကမန္တု ဘုဒ္ဓနိသောဟနမောဘဂဝါတော်နမောတတ္တနံတမ္မာတံဗုဒ္ဓနံကိုခုနကောက်ရွတ်ဆိုပြီးမှမိမိလိုရာခရီးကိုသွားပါလိုရာခရီးအောင်မြင်ပါလိမ့်မယ်ခင်ဗျာဆောင်ရွက်ရန်ကိစ္စမိတ်ဆွေဘုရုရာဟုသာသမီးများခရီးသွားလာခြင်းနဲ့စီးပွားရေးလုပ်ငန်းများလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာဘေးမတည်ရန်မခအဆစာရရအဆင်ပြေကြရန်တောင်ရမှာရှိတဲ့မြတ်စွာဘုရားရှင်ဟာကြည်ပလားဖြင့်ရေတော်တော်ကတ်လူပူဇော်ပြီးမှခရီးသွားပါစီးပွားရေးလုပ်ငန်းများကိုလုပ်ငန်းဆောင်ရွက်ပါလို့ဆရာ တိုက်တွန်းလိုက်ပါရစေအကျိုးပေးဟောကိန်းအကျိုးပေးဟောကိန်းအနေနဲ့မိတ်ဆွေဘုရုရာဟောသာသမီများအကျိုးမပေးတဲ့အရာကိုအရင်ဆုံးပြောပါမယ်အကျိုးမပေးတဲ့အရာကတော့မြောက်အရာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမြောက်အရာမှာကောင်းမှုမင်္ဂလာပြုလုပ်တဲ့အခမ်းအနားတွေအိမ်တက်တာအိမ်ပြောင်းတာစီကံဖွင့်တာစီကံပြတာဆိုင်သစ်ဖွင့်တာအလုပ်သစ်ရှောင်းတာတွေကြောညာဆိုင်ဖို့တင်တာတွေမကောင်းပါဘူးခင်ဗျာအကျိုးပေးတဲ့ရက်ကတော့စန့်ကျင်ဘက်တောင်းအရက်ဖြစ်ပါတယ် အဲ့ဒီတောင်းရမှာစောစောကပြောခဲ့တဲ့အမှုကိစ္စတွေအိမ်တက်အိမ်ပြောင်းစေကန်းဖွင့်စေကန်းပြတာတွေဆိုင်သစ်ဖွင့်တာတွေအလို့တင်လျှောက်တာတွေကြောညာဆိုင်ဖို့တင်တာတွေဒီလူမှုကိစ္စအဖျားပြားခီးသွားတာတွေအားစအလုံးကောင်းမှမှာတယ်ခင်ဗျာမိတ်ဆွေဘို့ရူရောက်သားသမီးများအတွက်မေလမှာအကျိုးပေးကနန်းကတော့649ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးစေတဲ့အယောင်ကံကောင်းစေတဲ့အယောင်ကတော့ဖက်ဖူးယောင်နို့နေယောင်လိန်မောယောင်မိကိုယောင်နဲ့အယံယောင်တို့ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအယောင်တွေကို ဆောင်ထားပါဝစ်စင်ပြီးတော့စီးပွားရေးလုပ်ငန်းများလှုပ်ဆောင်မှာကြေးသွားလာပါလို့အကြံပြုပါရစေမိစေဘတို့ရာဥသားသမီးများမကောင်းတဲ့ကံညံ့နေပြေပြောက်ကောင်းကျိုးတရားတွေရောက်ရှိဖို့ပြုလုပ်ရမယ်ရရရာအစီအစဉ်ကတော့နန်းနဲ့9နာရီ2မိနစ်အချိန်မှာမိမိတို့ရဲ့အိမ်မှာရှိတဲ့မြတ်စွာဘုရားရှင်အားတက်ကယ်ညွန့်ရဲတနခါညွန့်ရဲသုံးညွန့်စီပေါင်းပြီးတော့မြတ်စွာဘုရားရှင်ကိုကတ်လူပါနောက်ပြီးတော့ပေါပေါစုပ်တစုပ်ပေါပေါစုပ်လက်တစုပ်တန်မြာဖြော်ကြီးနဲ့မြတ်စွာဘုရားရှင်ကိုဆွတ်တော်ကပ်ပါ မင်္ဂလာတို့ပေတရားတော်ဂါထာများကိုရွတ်ဖတ်ပူဇော်ပါမိတ်ဆွေဘုရုရာဟုသာသမီများမကောင်းတဲ့ကံအညံ့တွေပြေပြောက်ကောင်းကျိုးတရားတွေရောက်ရှိပြီးတော့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်စိတ်သွားတိုင်းကိုပါ၍လူရဆန္ဒများပြေဝါကြပါဒီကျွန်တော်တို့ရဲ့ channel လေးကိုစကားနေစို့နားဆင်ကြည့်ရှုပေးတဲ့မိတ်ဆွေတိုင်းမိတ်ဆွေတိုင်းတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ